မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ19ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးမှာမေလ18ရက်နေ့ညပိုင်းကပြင်းအား5အဆင့်ကျော်ရှိတဲ့ငလျင်ကြောင့်အဆောက်အုံတချို့အကွဲမှုများဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့ည10:25မိနစ်အချိန်မှာမြေသားမြို့အနီးကိုဗဟုပ်ပြစ်ပြီးတော့ပြင်းအား9.2အဆင့်ရှိတဲ့ငလျင်လုခတ်ခဲ့ပြီးတော့ မိုးရွာသွန်းမှုနဲ့ငလျင်လှုပ်ခတ်မှုတို့ကြောင့်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်52လမ်းနဲ့89လမ်းမှာရှိတဲ့ကုတ်ကိုပင်ကြီးတပင်လဲကြကတာအဖ2ဦးပေါ်ကိုပြိမိပြီးတော့တေဆုံးခဲ့ခြင်းအဆောက်အုံတချို့အကွဲခဲ့ခြင်းအုတ်ချက်များကွာကြခြင်းတို့ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်ကုတ်ကိုပင်လဲတာကတော့အမြင့်ကနေကျွတ်ပြီးတော့လဲတာလို့သိရတယ်မိုးရွာပြီးတဲ့နောက်မြေကတဖြည်းဖြည်းဣပြီးတော့တစ်ပင်လဲသွားတာပါဓာတ်ပေါ်ဒီနှလုံးတွေ့တယ်လို့ပြောပါတယ်ငလျင်ချောင်းတော့ အန်ရရှိတဲ့အဆောက်အုံတွေကွာကြတာတွေဖြစ်ခဲ့သေးတယ်လို့မန္တလေးတိုင်းအရန်မီးသားတပ်ဖွဲ့ဝင်တဦးကရှင်းပြထားပါဗျ။မန္တလေးမှာ18နှစ်ညပိုင်းကငလျင်တန်းကြောင်88လမ်း 23C နဲ့ 23B ကြားမှာရှိတယ်။အန်ရရှိတဲ့အဆောက်အုံအဖြစ်နဲ့ကျင်းညာထားတဲ့တိုက်ခန်းရဲ့မိန်းတိုင်တချို့ပြက်၍ကွာကြမှုများဖြစ်ပွားခဲ့ပြီးတော့ 23B 88လမ်းပေါ်မှာရှိတဲ့အိန္ဒိအိမ်မှာအနောက်ခံနိုင်ငံများအနေငယ်ဟထားခြင်းများဖြစ်ပေါ်ခဲ့တယ်လို့ East Maria Volunteer Fire Brigade ကထုတ်ပြန်ထားပါဗျ။ မက်လာ28ရက်နေ့ကပြင်အား9.9အဆင့်ရှိတဲ့ငလျင်ကြီးလောက်ခတ်ခဲ့တာဟာနှစ်လနီးပါးကြာမြင့်လာပြီဖြစ်တော့လေနောက်ဆက်တွဲငလျင်များနဲ့ငလျင်ငယ်များဟာအချိန်ပေါင်းတရာကျော်ဇက်တိုက်ဆက်လက်ပြီးတော့လှုပ်ခတ်နေစေဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ KNU တပ်မဟာ9နယ်မြေမှာရှိတဲ့စစ်တပ်ရဲ့ထုံးမှုပလဲမဲ့စစ်တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ14ရက်နေ့ကစတင်ပြီးတော့ KNU တပ်မဟာနယ်မြေမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ထုံးမှုပလဲမဲ့စစ်တပ်စခန်းကို KNL တော်လိုင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခတ်နေခြင်းဖြစ်ပြီးတော့လက်ရှိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက်စီရေးအခြေအနေအသေးစိတ်ကိုတော့မပြောနိုင်သေးဘူးလို့သိရပါတယ်လက်ရှိကတိုက်ခိုက်နေတဲ့ကာလမို့လို့အသေးစိတ်အခြေအနေကတော့ပြောလို့မရသေးပါဘူးစခန်းသိမ်းပိုင်နိုင်ရေးအတွက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်လို့ Force for Freedom Democracy FFD အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတက်ခတ်မှုကို Force for Federal Democracy FFD တပ်ဖွဲ့ဝင်များနဲ့ KNL drone တင်နန်းသားများကပူးပေါင်းပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစင်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကတ်နန့်ရာကာမိုင်းလမ်းမိုင်းမှာရှိတဲ့တရားညီနောင်အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အချမ်းဘက်စစ်တပ်ကထိခိုက်သေးဆုံးမှုများပြားကလက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၈ရက်နေ့မနက်ပိုင်းမှာဖားကတ်မြို့နယ်ဘက်ကိုကာမိုင်းနန့်ရာ ဖားကန်လမ်းမိုက်အတိုင်းအင်အား600ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်သားနဲ့ပြည်သူစစ်များကိုဒရန်းညီနောင်အနီးမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားအများပြားထိခိုက်ဒေဆုံးမှုများပြားပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၁၈ရက်နေ့မနက်ပိုင်းမှာဆိုရင်လေဒရန်းညီနောင်တော့ဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းက တရက်ကိုနည်းနည်းချင်းနည်းနည်းချင်းရှေ့တိုးလာတာပါတလားအတွဲမှာဒရာညီနောင်အထိကိုရောက်လာတာပေါ့စစ်ကောင်စီဘက်ကအထိကကြဆုံများပြတာတွေလက်နဲ့ခဲအန်းနေတိမ့်စီရရှိတာတွေအများကြီးရှိပါတယ်လမ်းတစ်လျှောက်မှာလဲစစ်ခွေးတွေအများကြီးပဲတင်နေကြတယ်လို့ KIA ရဲ့ခြေတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ဖားကတ်မြို့နယ်ဖားကတ်နန်းယာကာမိုင်းလမ်းပိုင်အင်းတော်ကြီးဝေခါဖားကတ်လမ်းကြောင်းများကိုပြန်လဲထိမ့်ချုပ်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီကဝေဟင်မြေပြင်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ပြီးတော့ စစ်ကောင်စီရဲ့အင်အား600ခန်းတင်ကား20စီဒရုန်းများကိုအသုံးပြုကခြေတက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ KIA KBDF တွေနယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ကာမိုင်းနဲ့ရကာလန်မိုင်းကိုသူတို့ကပြန်လည်ထိန်းချုပ်ချင်တာကြောင့်အရိကစစ်ကြောင်းထိုးလာတာပေါ့။ပြီးရင် KIA နဲ့ KBDF တွေထိန်းချုပ်ထားတဲ့ဖားကံမျိုးကိုလည်းပြန်လည်ထိန်းချုပ်ချင်နေတာပါ။ဖားကံမှာဆိုရင် KIA နဲ့ KBDF ကနယ်မြေအများစုကိုထိန်းချုပ်ထားတာပေါ့။ မြို့ကိုတော့မသိမ်းနိုင်သေးပါဘူးဒါပေမဲ့နယ်မြေအများစုကို KIA နဲ့ KPDF တွေကထိန်းချုပ်ထားတာပါဒါကြောင့်မို့လို့စစ်ကောင်စီကနယ်မြေစိုးမိုးမှုပြန်လုပ်ချင်လို့စစ်ကြောင်းထိုးလာတာပါဒီဘက်တကြောမှာတိုက်ပွဲကတော့တောက်လျှောက်ကိုဖြစ်နေတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်နွေအင်းကြီးရွာကိုအချမ်းပတ်ဆက်တကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာ6တန်းနဲ့7တန်းចောင်းသားចောင်းသူ2ဦးအပါအဝင်4ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ18ရက်နေ့နေ့လယ်12:45မိနစ်ကပလဲမြို့နယ်နွေအင်းကြီးရွာအရှိပိုင်းအလဲပိုင်းအနောက်ပိုင်းနေရာ၃ခုကိုအချမ်းပတ်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့ရာ၆တန်းကျောင်းသားမောင်ဖုံးမင်းတန်းစစ်နတ်တန်းကျောင်းသူမတ်ကျဲစင်ဦးနဲ့ဒေါ်မကြီးတို့ပွဲချင်းပြီးတိုက်ဆုံခဲ့ရတယ်လို့သိရပါဗါဒအပြင်မတ်သိမ်းမြတ်သူဟာလည်းစေယုံမှာထပ်မံတိုက်ဆုံသွားတဲ့အတွက် စုစုပေါင်းတေဆုံးသူ၄ဦးအထိရှိခဲ့တယ်လို့သိရပါဗျ။၁၈ရက်နေ့နေ့လယ်၁၂:၄၅မိနစ်ကရွယ်အင်းကျေးရွာအရှိပိုင်းအလဲပိုင်းနဲ့အနောက်ပိုင်းနေရာ၃ခုကို Jet Fighter နဲ့ဘုံဒီ၃လုံးကျဲချသွားတာပါ။၃ဦးစလုံးချက်ချင်းတည်တယ်။၁ဦးကတော့ဆေးရုံမှာတည်တယ်။အသက်နှစ်နှစ်အရွယ်ကလေး၁ဦးလက်ဖြတ်လိုက်ရတယ်။အရေးပေါ်ဆေးကုသမှုပေးနေရတဲ့သူက၄ဦးရှိပါတယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့ဘုံကျဲသွားတာပါလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါဗျ။အချမ်းမဲ့စေကောင်းစီရဲ့လေတက်ကနေပြီးတော့ဘုံကျက်တိုက်ခတ်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိသူ6ဦးရှိပြီးမောင်ဝေရန်ဆို မတ်ဆွေမာဝင်မတ်ဖြူဖြူလုံးနဲ့တုံးတဲ့အရွယ်ကလေးတူတို့ဟာအသက်အန္တရာယ်စိုးရင်ရတယ်လို့သိရပါဗျ။ကိုဖိုးတုံးတဲ့ကိုလင်းစိန်တို့ဟာစိုးရင်စရာမရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတောင်သာမြို့နယ်လှေကူမရွာစာတင်ကျောင်းအနီးကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ၁၈ရက်နေ့မနက်9:30မိနစ်ခန့်မှာတောင်တာမြို့နယ်လဲကူမရွာစာတင်ကျောင်းအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လဲ နေအိမ်နှလုံးနဲ့ပြည်သူတွေမွေးမြူထားတဲ့နွားတကောင်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဆက်ရှိရနေ့မနက်9:30မိနစ်လောက်မှာလဲကူမှဂျေးရွာစတင်ကျောင်းအနီးကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျက်တိုက်ခိုက်သွားတာပါ။ပြည်သူတွေထိခိုက်မှုမရှိပေမဲ့နေအိမ်နှလုံးပြက်စီးသွားပြီးတော့နွားတကောင်တိတ်ဆုံးသွားတယ်လို့တောင်တာမြို့နယ်လူလူလှုံ့ရှားမှုကော်မတီကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စိတ်ကောင်းစီတက်နဲ့ PNO ပြည်သူ့စစ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မှာရှိတဲ့စောင်းပြောင်းပင်ပေါ်လင်းဘွာလာကောင်ပါကြေးရွာများကပြည်သူအယောက်၃000ထက်မနည်းဟာစစ်ဘေးတိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့မနက်ပိုင်းကစပြီးတော့စောင်းပြောင်းကြေးရွာအနီးတိုက်ပွဲတွေကြောင့်ဒေသခံများဟာစစ်ဘေးတိမ်းရှောင်နေရပြီးတော့အဲ့ဒီထဲမှာပိတ်မိနေသူတို့ချို့ချန်ရှိက ကဲထုတ်နိုင်ဖို့အတွက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့သိရပါဗါး18ရက်နေ့ကလည်းလေးချောင်းကနေဇက်တိုက်ဘုံတွေကျဲနေတယ်လို့စစ်ကောင်စီနဲ့ PNO ကလက်နက်ကြီးတွေနဲ့စောင်းပြောင်းကြီးရွာတဲကိုပြစ်ခတ်က drone နဲ့တိုက်ခိုက်တာတွေလုတော့ရွာသားတွေကဘလို့မှနေလို့မရတော့ဘူးလေအဲ့ဒါကြောင့်အကုန်လုံးကိုဆွဲထုတ်ရပါတယ်ပြည်သူတွေကတော့အစုလိုက်အဖွဲ့လိုက်ရောတအူးချင်းအနေနဲ့ရောတခြားကြီးရွာတွေဘက်နဲ့တောတောင်တွေထဲကိုထွက်ပြေးနေရပါတယ်လို့စစ်ရှောင်းအရေးကူညီသူတူကရှင်းပြထားပါတယ်ဆောင်ပြောင်းရွာကြီးမှာအနောက်ရွာမြောက်ရွာဒုံတန်းလဲပွာလစတဲ့အပိုင်းကြီး၄ခုရှိပြီးတော့ ောင်ပတ်ချမ်းမှာရှိတဲ့လမ်းဘွာလာမှာစစ်ကောင်စီစခန်းတရှိကတောင်ပေါ်မှာ PNO ပြည်သူ့စစ်ကတပ်ဆွဲထားတယ်လို့သိရပါဗျ။ထိခိုက်မှုကနှစ်ဖက်စလုံးရှိတယ်လို့ကြားတယ်။ကနအုပ်အတီးပြုနိုင်တာကတော့ PNO ပြည်သူ့စစ်3ဦးမနေ့ကတိုက်ပွဲမှာတည်တယ်လို့အတီးပြုလို့ရတယ်လို့ရှမ်းပြည်နယ်တောင်ပိုင်းရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။16ရက်နေ့ကတိုက်ပွဲကြောင့်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ဟာအင်အားဖြည့်တင်းမှုများလှုံ့ဆော်နေကြောင်း၎င်းကအတည်ပြုထားပါဗျ။ ်စောင်းပြောင်းရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များက2024ခုနှစ်မတ်လ18ရက်နေ့မှာတိုက်ပတ်ခဲ့မှုတယ်လို့သိရပါဗျ။စောင်းပြောင်းရွာဟာပင်လောင်းမြို့ရဲ့တောင်ပံဖေကုံမြို့နယ်ကြားမှာရှိပြီးတော့ဖေကုံမြို့နယ်ငါးမိုင်ခန့်သာကွာဝေးတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးတဲ့နောက်စောင်းပြောင်းရွာကို2024ခုနှစ်ဇွန်လကုန်ကပြန်လည်တက်ဆွဲခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ဟာရှမ်းပြည်နယ်တောင်ပိုင်းနဲ့ KNA ပြည်နယ်နယ်စပ်တို့မှာ စစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေတယ်လို့သိရပါဗါ။အဲ့ဒီထိုးစစ်တွေအရာမိုးပြန်းမြို့စစ်ကြောင်းမိုးပြဲကုန်းသာစစ်ကြောင်းနဲ့ဖဲကုန်းညောင်ရွှေစစ်ကြောင်းတို့ဖြစ်တယ်လို့ရှမ်းတောင်စစ်ဒေသကွယ်ဘျူဟာအမတ်တက်ကထုတ်ပြန်ထားပါဗါ။စစ်ကောင်စီရဲ့ထိုးစစ်ကိုမေလပထမပတ်နဲ့ဒုတိယပတ်အထိခုခံရမှာစစ်ကောင်စီတပ်သားအယောက်20ကျော်သေဆုံးပြီးတော့အရှင်သုံးဦးဖမ်းဆီးရမိကလက်နက်ခဲယမ်းများနဲ့တိုက်ခိုက်ရေး drone နှစ်ခုကိုပါတင်စီရရှိထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ